ျွန်တော်တို့အားလုံး COVID-19 ကပ်ရောဂါကြောင့်ဘလောက်နှစ်နာဆုံးရှုံးခဲ့ရတယ်ဆိုတာကောင်းကောင်းသိကြပါဗျ။တန်းနဲ့ချီတဲ့အသက်တွေဆုံးရှုံးခဲ့ရပြီးကမ္ဘာစီးပွားရေးကလည်းဒေါ်လာထရီလီယံပေါင်းများစွာပြိုလဲခဲ့ရတာပါ။ဒါပေမဲ့ဒီကပ်ရောဂါရဲ့မူလစစ်မြစ်နဲ့ပတ်သက်ပြီးအခုချိန်မှာတော့လူအများစုကဝူဟန်တက်ခွဲကန်းကနေထွက်ပေါ်လာတယ်ဆိုတာကိုတကမ္ဘာလုံးကအမှန်တရားတစ်ခုလို့သတ်မှတ်နေကြပါပြီ။ဒါကြောင့်တရုတ်နိုင်ငံဟာဒီကိစ္စအတွက်တာဝန်ယူပြီး နစ်နာကြီးတွေပေးဆောင်တင်တယ်လို့လည်းနိုင်ငံတကာကတောင်းဆိုလာကြပါတယ်။ကမ္ဘာတဝန်းလုံးတိုင်းတာနဲ့ဒေါ်လာ60ထရီလီယံလောက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ယူဆထားပြီးဒီပမာဏဟာအင်မတန်များပြားလွန်းတာကြောင့်တကမ္ဘာလုံးကိုအနိုင်ကျင့်ပိုကျထားတဲ့ပတ်စံတွေပေါင်းလိုက်ရင်တော့မလုံလောက်ပါဘူး။ဒီလိုစီးပွားရေးဆုံးရှုံးမှုတွေနဲ့အတူ နိုင်ငံတကာတင်းမာမှုတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။အထူးသဖြင့် Trump အစိုးရနဲ့တရုတ်အကြားကုန်သွယ်ရေးစစ်ပွဲပြန်ဖြစ်နေပေမဲ့ ဒီအချိန်မှာပဲမယုံနိုင်စရာဖြစ်ရတဲ့ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ American ရဲ့အစားအသောက်ထောက်ပံ့မှုကိုဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့တရုတ်နိုင်ငံသားတဦးကိုဖမ်းဆီးရမိခဲ့တဲ့ကိစ္စပါပဲ။ဒါဟာတိုက်ဆိုင်မှုတစ်ခုလား။ဒါမှမဟုတ်တရုတ်ကွန်မြူနတီပါတီ CCP ရဲ့နှီးပြူဟာအသေးတစ်ခုလား။ဒီကိစ္စတွေကကျွန်တော်တို့မျက်မှောက်ခေတ်ကဘာကြီးမှာမြင်နေရတဲ့တာမန်နိုင်ငံရေးပြိုင်ဆိုင်မှုထက်ပိုမိုနှိုင်းဆိုင်တဲ့စစ်ပွဲတစ်ခုရှိနေပြီလားဆိုတော့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒီနေ့တော့ဒီအကြောင်းအရာတွေကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်တရုတ်နယ်ထရမ့်အစိုးရကြားကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားတော့ကကိုဗစ် -19 ပေါ်ပေါက်လာခဲ့ပါတယ်။ဒီတစ်ကြိမ်တရုတ်နယ်ထရမ့်အစိုးရကြားကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခြင်းမှာတော့အမေရိကန်ရဲ့အစားအသောက်ထောက်ပံ့မှုကိုဖျက်ဆီးနိုင်တဲ့အန်ဒီယက်ရှိယောဂါဘိုးတခုကိုအမေရိကန်ပြည်ထောင်စုတွေကိုခိုးသွင်းမှုကြိုးစားခဲ့တဲ့တရုတ်နိုင်ငံသားတို့ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့တရုတ်နိုင်ငံသားရဲ့ဖုန်းထဲမှာ CCB တရုတ်ကွန်မြူနစ်ပါတီပေါ်သစ္စာခံကြောင်းဖော်ပြထားတဲ့မှတ်တမ်းတစ်ခုလည်းတွေ့ရှိခဲ့ရပါတယ်။ပထမဆုံးအနေနဲ့ American ပြည်တော်စုတွေကိုစိုက်ပျိုးရေးဆိုင်ရာအကြမ်းဖက်မှုလက်နက်ဖြစ်နိုင်တဲ့ပစ္စည်းတစ်ခုကိုခိုးသွင်းခဲ့တယ်လို့စွပ်စွဲခံထားရတဲ့တရုတ်စုံတွေတွေရှိပါတယ်။အမျိုးသမီးကမီရှိဂန်တက္ကသိုလ်ကတခွဲဝဲတစ်ခုမှာလှုပ်လှုပ်သူဖြစ်ပြီးသူ့ဖုန်းထဲမှာတရုတ်ကွန်မြူနစ်ပါတီပေါ်သစ္စာခံကြောင်းဖော်ပြထားတဲ့မှတ်တမ်းတစ်ခုရှိတယ်လို့ Federal အာဏာပိုင်တွေကပြောပါတယ်။ သူ့ရည်သားဖုန်းထဲမှာတော့အပင်နဲ့ယောဂါဘိုးရဲ့စစ်ပွဲအကြောင်းစောင်းမတစ်ပုဒ်ပါဝင်တယ်လို့ဆိုပါတယ်။သူတို့ခိုးသွင်းခဲ့တယ်လို့ဆွဆွဲခံထားရတဲ့ပိုးက head blight လို့ခေါ်တဲ့ယောဂါကိုဖြစ်စေပါတယ်။ဒီယောဂါကဂျုံမူယောစပါးပြောင်းနေဆန်စပါးတွေကိုကူးစက်ပြီးလူတွေနဲ့တရိတ်ဆန်တွေမှာအော့အန်ခြင်းအသေးပြက်စီးခြင်းမျိုးပွားမှုဆိုင်ရာခြုံရင်းချက်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဓာရီကမယုံနိုင်စရာဖြစ်နေတယ်လို့ထင်ရပေမဲ့ဒီဖြစ်စဉ်မှာအလှည့်ပြောင်းနေအများကြီးရှိနေပါသေးတယ် ဒီသတင်းကို FBI Director Cash Patel က Twitter မှာပထမဆုံးတင်ခဲ့ပါတယ်။သူကအန္တရာယ်ရှိတဲ့ဇီဝရောဂါပိုးကိုနိုင်ငံတွေကိုခိုးသွင်းခဲ့တယ်လို့စွပ်စွဲခံထားရတဲ့တရုတ်နိုင်ငံသားတဦးကို FBI က American ပြည်တော်စုထဲမှာဖမ်းဆီးခဲ့နိုင်ပါတယ်လို့ပြောပါတယ်။ Yangin Jan လို့ခေါ်တဲ့ဒီပုဂ္ဂိုလ်ဟာ Head Blight လို့ခေါ်တဲ့ရောဂါကိုဖြစ်စေနိုင်တဲ့အန္တရာယ်ရှိတဲ့မှုကိုသူအလုပ်လုပ်တဲ့ Michigan တက္ကသိုလ်မှာသူ့တည်ထနာလုပ်ဖို့အတွက် American ပြည်တော်စုထဲကိုခိုးသွင်းခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။ ဒီမှုဘိုးကဂျုံမူရောစဘာပြောင်းစံစဘာတွေကိုယောဂါဖြစ်စေပြီး လူတွေနဲ့တရိတ်ဆန်တွေမှာသိတာထင်ရှားတဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါအပြင်ကမ္ဘာတဝန်းလုံးမှာနှစ်စဉ်ဒေါ်လာဘီလီယံပေါင်းများစွာစီးပွားရေးဆုံးရှုံးမှုတွေကိုဖြစ်စေပါတယ်။ဂျန်ဟာတရုတ်ကွန်မြူနတီပါတီပေါ်သစ္စာခံကြောင်းဖော်ပြခဲ့ပြီးတရုတ်အစိုးရစီကနေရန်ပုံငွေတွေရရှိခဲ့တယ်ဆိုတဲ့အထောက်အထားတွေလည်းရှိပါတယ်။ကျန်းရဲ့ရည်သားဖြစ်သူဇူယန်လျူကလည်းဒီမှုမှာတရားစွဲခံထားရပြီး တရုတ်တက္ကသိုလ်တခုမှာအလုပ်လုပ်သူဖြစ်ကာဒီယောဂပုံနဲ့ပတ်သက်ပြီးသူတည်တနာတွေလုပ်နေသူပါလူဟာပထမတော့လိန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူလဲအဲ့ဒီဗိုင်းရပ်စ်ကို Detorix လေဆိပ်ကနေတဆင့် American ပြည်ထောင်စုတွေကိုခိုးသွင်းခဲ့ကြောင်းမီရှိဂန်တက္ကသိုလ်မှာသူတည်တနာလုပ်ဖို့အတွက်ဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်သူတို့နှစ်ဦးလုံးကိုပူးပေါင်းကြံစီမှုပစ္စည်းများ American ပြည်ထောင်စုသို့ခိုးသွင်းမှုမှာရင်တော်ထွက်ဆိုချက်ပေးမှုနဲ့ဗီဇာလိမ်လည်မှုများဖြင့်ဆွဲချက်တင်ထားပါတယ် ဒီဖြစ်စဉ်ကတရုတ်ကွန်မြူနတီပါတီ CCP ဟာအမေရိကန်အဖွဲ့အစည်းတွေကိုထိုးဖောက်ဖို့နဲ့အစားအသောက်ထောက်ပံ့မှုကိုပြစ်မှတ်ထားဖို့အတွက်အေဂျင့်တွေနဲ့သူတေတွေကိုနိုင်ရီမလက်စေလွှတ်နေတယ်ဆိုတာကိုသတိပေးနေတဲ့ပြင်းထန်တဲ့ဖြစ်ရပ်တစ်ခုပါပဲ။ဒီကိစ္စတွေဟာအမေရိကန်ပြည်သူတွေရဲ့အသက်အန္တရာယ်နဲ့စီးပွားရေးကိုကြီးမားတဲ့အန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။ဖန်ဆီမှုမှတ်တမ်းမှာထပ်မံရရှိသောအချက်အလက်များအစိုးရဝက်ဘ်ဆိုက်မှာထုတ်ပြန်ထားတဲ့ဖန်ဆီမှုမှတ်တမ်းက ဘာရီတကယ်ဖြစ်ခဲ့တယ်ဆိုတာကိုပို့ပြီးအသေးစိတ်ဖော်ပြပေးထားပါဗျ။ဒါကြောင့်ရီးစားဖြစ်သူလျူဟာဒီယောဂါပို့ကိုသူ့ဖက်နှက်ထဲမှာခိုးသွင်းဖို့ကြိုးစားခဲ့ပုံရပါတယ်။ဒီပြင်ဖန်စီမှုမှတ်တမ်းကဒါဟာသူမရဲ့ပထမဆုံးချိန်ကြိုးစားမှုမဟုတ်ဘူးလို့လည်းထပ်ပြီးရှင်းပြထားပါဗျ။အရင်တုန်းကလည်းသူမဟာပြင်ပလူတအူးကိုအမေရိကန်စာတိုက်ဒါမှမဟုတ်တခြားစာတိုက်ဝင်အောင်ဝင်ဆောင်မှုတွေကလည်းတစဉ်ယောဂပိုးကိုပို့ဝေဖို့တောင်းဆိုခဲ့ပူပါရယ်သူတို့ကယောဂပိုးကို zip zip blocks အိတ်ထဲမှာဟွက်ထားတက်ပြီးတော့စာအုပ်ကြီးတွေထဲမှာဟွက်ထားတက်ပါတယ်ဒီကိစ္စမှာတော့စာရင်းစာအုပ်ထဲမှာဖြစ်ပါတယ်နောက်ဆုံးခုံးသိမ်းမှုကြိုးစားခဲ့တာကတော့ပြီးခဲ့တဲ့နှစ်2024ခုနှစ်ဇူလိုင်လမှာဖြစ်ပါတယ်အဲ့ဒီတုန်းကလူဟာသူ့ရီးစားကိုလာရောက်လည်ပတ်ဖို့ခရီးသွားဗီဇာနဲ့ Detroit Metropolitan လေဆိပ်ကနေ American ကိုဝင်ရောက်ခဲ့တာပါ American နေဆက်ကာကွယ်ရေးကသူ့အိတ်တွေကိုရှာဖွေခဲ့ပါတယ် ဲ့ဒီခါမှာတော့ဖန်းစည်းမှုပတ်တမ်းမှာတွေ့ရှိခဲ့ရတဲ့ပစ္စည်းတွေအားလုံးကိုတွေ့ရှိခဲ့တာပါယောဂဘုံနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါအစာပိုင်းမှာလူကသူ့အိတ်ထဲမှာပါလာတာကိုမသိဘူးလို့ညင်းခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ရည်ရွယ်ချက်ရှိရှိထည့်လာခဲ့တာမလို့ဝန်ခံခဲ့ပါတယ်သူဟာသူ့ရဲ့အကြံစီအပြည့်စုံကိုစုံစမ်းစစ်ဆေးသူတွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်သူကြီးသာမီရှိဂန်တက္ကသိုလ်မှာအသုံးပြုတဲ့တက်ခွဲကန်းကိုပဲသူ့တေသနာလုပ်ဖို့စီစဉ်ထားတယ်လို့လည်းပြောခဲ့ပါဗျာ။ အခုဒီနေရာမှာ CCB ကဒီကိုပညာလာတင်တဲ့တရုတ်ចောင်းသားတွေကိုစပိုင်တွေဖြစ်ထောင်လန်းရေးသမားတွေဖြစ်ဘလို့အသုံးချနေတယ်ဆိုတာကိုထပ်ပြောဖို့လိုပါပြီဒီကိစ္စနဲ့ပတ်သက်ပြီး သတိပေးချက်တစ်ခုပေးလိုပါတယ်အများအဖြစ်တရုတ်ចောင်းသားတွေဟာတကယ်တမ်းကျတော့သူတို့ဘာသာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်မရှိကြပါဘူးသူတို့ရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီးဒီလိုလုပ်နေရတာတွေအများကြီးပါဘာလို့လဲဆိုတော့သူတို့မိသားစုတွေကတရုတ်ပြည်မှာရှိနေတာကြောင့်ပါတရုတ်ကွန်မြူနတီပါတီ CCP ကတခုခုလှုပ်ခိုင်းရင် မလုပ်ဘူးလို့တကယ်တမ်းကျတော့ပြောလို့မရပါဘူး။ဒါကြောင့်ဒီအချက်ကိုအရင်ဆုံးပြောပြခြင်းပါတယ်။နောက်ထပ်အသေးသေးအချက်လက်တွေကတော့ Gordon ဆိုတဲ့တန်တရားရှိသူကို Communist Party တစ္ဆာကန်အုပ်ဖြစ်ပြီး Michigan တက္ကသိုလ်ရဲ့သူတည်သည်လို့ဖော်ပြထားပါတယ်။ American တက္ကသိုလ်တွေဟာဘာလို့သူတည်သနာအမိခံပြီးဒီလိုရန်သူတွေကိုခိုလုံဝင့်ပေးနေရတာလဲ။အဖြေကတော့တက္ကသိုလ်တွေကတရုတ်နိုင်ငံကနေចောင်းသားတွေကတဆင်ရောအခြားနိလန့်တွေအလှူငွေတွေကတဆင်ရောငွေအများကြီးရနေလို့ပါပဲ။ ဒါကြောင့် American အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေနဲ့တရုတ်သားမှာဒီလိုစိတ်အနှောက်အယှက်ဖြစ်စရာဆက်ဆံရေးတွေရှိနေတာပါဒီဆက်ဆံရေးတွေကိုဖျက်တောက်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့အခုမှုယောဂါဖြစ်စင်မှာ တွေ့ရတယ်လို့ပဲအန်နီယရီကပေါ်လာနေတာကြောင့်ပါဒီနေရာမှာမီဒီယာတွေသိအာယုံမဆိုင်မိတည်တဲ့တရုတ်ကျောင်းသားတို့ရဲ့နောက်ထပ်ဖြစ်စင်တစ်ခုကိုအာယုံဆိုင်စေချင်ပါတယ်မေလ3ရက်နေ့ကတရုတ်နိုင်ငံသားဂွမ်ဟန်းဆိုသူမီရှီဂန်တက္ကသိုလ်ကျောင်းသားဟောင်းတို့ဟာ 2024ခုနှစ်ရွေးကောက်ပွဲမှာတရားမဝင်မဲပေးခဲ့တယ်လို့ဆွဆွဲခံရပြီးနောက်တရားဆွဲခံထားရပါတယ်။အရင်တုန်းကလည်းမဲစင်းရင်သွင်းဖို့မှားရွေးတဲ့အချက်လက်တွေပေးခဲ့တာရယ်။နိုင်ငံသားဖြစ်ပြီးမဲပေးခဲ့တာရဲ့အတွက်ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ10ရက်နေ့ကအန်အာဘာမြို့ကခရိုင်တရားရုံးမှာတရားဆွဲဆိုခံခဲ့ရပြီးသူ့နာမည်နဲ့1332နဲ့အဆုံးတဲ့တရုတ်နိုင်ငံကူလက်မှတ်ကိုပါတင်စီခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့အာမခံနဲ့လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ဇန်နဝါရီလ19ရက်နေ့မှာတော့သူဟာ Detroit Metropolitan လေစိတ်ကနေ Delta လေကြောင်းလိုင်း389ကိုစီးပြီးရှန်ဟိုင်းကိုထွက်ပြေးသွားခဲ့ပါတယ်။ဒီတစ်ခါတော့7137နဲ့အဆုံးသတ်တဲ့သူ့နာမည်နဲ့မတူညီတဲ့တရုတ်နိုင်ငံကူလက်မှတ်တစ်စောင်ကိုအသုံးပြုပြီးထွက်ပြေးသွားတာပါ။ဒုတိယနိုင်ငံကူလက်မှတ်ကိုဘယ်လိုရခဲ့လဲဆိုတာရှင်းရှင်းလင်းလင်းမသိရပါဘူး။ပြီးတော့ American ပြည်တော်စုမှာတရုတ်နိုင်ငံနဲ့တရက်ခံလွှဲပြောင်းရေးစာချုပ်လည်းမရှိပါဘူး။ ကွမ်ဟာ2024ခုနှစ်သမရရွေးကောက်ပွဲမတိုင်ခင်ရပ်ပိုင်းအတွင်းမှာတရားမဝင်မဲစီရင်သွင်းခဲ့ပြီးသူ့ရဲ့မီရှိဂန်တက္ကသိုလ်ကျောင်းသားကတ်ကိုအသုံးပြုခဲ့ပုံရပါတယ်။ပြီးတော့မီရှိဂန်ပြည်နယ်မီရှိဂန်တက္ကသိုလ်အမှုပညာပြလိုက်မှာရှိတဲ့မဲယုံတစ်ခုမှာမဲထည့်ခဲ့ပါတယ်။ကွမ်ဟာမဲစီရင်လျှောက်လာနဲ့မဲစောစည်းစွာထဲ့တဲ့လျှောက်လာမှာ သူ့ရဲ့နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီးမှားယွင်းတဲ့ထွက်ဆိုချက်တွေပေးခဲ့ပါတယ်။ပြည်နယ်အစဉ်ပြစ်မှုတွေနဲ့တရားစွဲခံရပြီးနောက်ပြည်နယ်တရားရုံးကကွမ်ကို ဒေါ်လာ9000တန်ပုံကိုရေးအာမခံနဲ့လွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။အာမခံစီကံချက်တွေထဲမှာမီရှီဂန်ပြည်ကနေမထွက်ခွာရဘူးဆိုတာနဲ့အမှုပြီးဆုံးတဲ့အထိသူ့ရဲ့နိုင်ငံကူးလက်မှတ်ကိုအနှံထားရမယ်ဆိုတာတွေပါဝင်ပါတယ်။ ქვენ ကသူ့ရဲ့တရုတ်နိုင်ငံကူးလက်မှတ်ကိုအနှံခဲ့တာမှန်ပါတယ်။ဒါပေမဲ့နောက်ဆုံးတော့ဇန်နဝါရီလ19ရက်နေ့မှာပဲမတူညီတဲ့တရုတ်နိုင်ငံကူးလက်မှတ်တစ်စောင်နဲ့အမေရိကန်ကနေထွက်ပြေးသွားခဲ့ပါတယ်။ပထမဆုံးအနေနဲ့သူကအမေရိကန်နိုင်ငံသားမဟုတ်ဘဲ ဘာလို့အမေရိကန်ရွေးကောက်ပွဲမှာမဲပေးခဲ့တာလဲဒုတိယအနေနဲ့တာမန်တရုတ်ចောင်းသားတယောက်ဖြစ်တဲ့ဒီတရုတ်ចောင်းသားမှာဘာလို့မတူညီတဲ့တရုတ်နိုင်ငံကူလက်မှတ်နှစ်ဆောင်ရှိနေရတာလဲသူအမေရိကန်ပြည်ထောင်စုမှာဘာတွေလုပ်နေလဲဆိုတာခံမှန်းဖို့ကတော်တော်လေးလွယ်ပါတယ်ဒါဆိုမေးပြရှိတာကသူရွေးကောက်ပွဲမှာမဲပေးတာပြင်တခြားဘာတွေလုပ်ခဲ့သေးလဲတခြားဘာတွေလုပ်နေသေးလဲဆိုတာကျွန်တော်တို့ဘာမှမသိရသေးတဲ့ကိစ္စတွေအများကြီးရှိနေလိမ့်မယ်လို့ထင်ပါတယ် ဒါကြောင့်မဲအမေရိကန်ပြည်ထောင်စုကမကြသေးခင်ကတရုတ်ចောင်းသားတွေအထူးသဖြင့်တရုတ်ကွန်မြူနတီပါတီနဲ့ဆက်ဆက်နေတဲ့ចောင်းသားတွေရဲ့ဗီဇာအများပြားကိုရုပ်သိမ်းခဲ့တာပါတကယ်တော့ဒါကအကောင်းဆုံးဖြည့်ရှင်းနေတော့မဟုတ်ပါဘူးဒါပေမဲ့အမြဲတမ်းဖြည့်ရှင်းနေတဲ့ခုအရှာမတွေ့မချင်းတခုခုတော့လုပ်ရမှာပါပဲတရုတ်နိုင်ငံမှာဆိုရင်တရုတ်ကွန်မြူနတီပါတီ CCP ဖွဲ့ဝင်တန်းတရာနီးပါးရှိပါတယ်သူတို့ရဲ့ကလေးတယောက်ယောက်အမေရိကန်ကိုလာပြီးတော့အဆင့်မြင့်ပညာလာသင်ဖို့အခွင့်အလမ်းကအင်မတန်မြင့်မာပါတယ် ဘာလို့လဲဆိုတော့တရုတ်ကနေထွက်ဖို့ဆိုရင်ပထမဆုံးထွက်ခွာခွင့်ဗီဇာလိုသလိုငွေအများကြီးလည်းလိုပါတယ်။တကယ်တမ်းဆိုရင်မကြသေးငယ်ကထုတ်ပြန်တဲ့သတင်းတွေအရရှီကျင့်ဖင်ရဲ့တမီးကိုရိုင်းဟာဗတ်မှာပညာသင်ကြားခဲ့ပြီးအမေရိကန်ပြည်ထောင်စုမှာနေထိုင်ခဲ့တယ်လို့သိရပါတယ်။ဒီအကြောင်းသေးစိတ်ကိုတော့အရင်ကတင်ပေးခဲ့တဲ့ဗီဒီယိုတစ်ခုမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ဒါပေမဲ့အခုလောလောဆယ်မှာတော့ Trump အစိုးရကဘာလို့ဒီလိုလုပ်နေရလဲဆိုတာကိုအမြန်ရှင်းပြပါမယ်။ တရုတ်ရဲ့2018ခုနှစ်အမျိုးသားထောက်လှမ်းရေးဥပဒေအရတရုတ်နိုင်ငံသားတွေဟာအမိန့်ပေးခံရရင်တချို့လုပ်ငန်းတွေကိုပါလုဆောင်ရမှာဖြစ်ပါတယ်။ဒါအပြင်ကွန်မြူနတီပါတီရဲ့ထိပ်ဆုံးကနေအောက်ခြေထိအာဏာသက်ဆင်းတဲ့စနစ်ကြောင့်ဘယ်တရုတ်နိုင်ငံသားမှပါတီရဲ့အမိန့်ကိုမနာခံလို့မရပါဘူး။ဒါကြောင့်တရုတ်ဟာចောင်းသားတွေကိုလက်နက်ဖြင့်အသုံးချနေတာပါ။တချို့လူတွေကတရုတ်ចောင်းသားတွေကိုတချို့လုတဲ့ကိစ္စရပ်တွေပေါ်ထရမ့်အစိုးရရဲ့ဒီလိုလုဆောင်ချက်တွေကိုပြင်းထန်လွန်းတယ်လို့မြင်နိုင်ပေမဲ့ တကယ်တမ်းမှာဒီကိစ္စနဲ့ပတ်သက်ပြီးအရေးပေါ်အခြေအနေတခုရှိနေခဲ့တယ်လို့သူကယူဆပါဗျ။အစိုးရတဲ့အနေနဲ့ဒီပြဿနာကိုဖြေရှင်းဖို့လှုပ်ဆောင်လို့စိတ်ရှိခဲ့တာကြောင့်ဒီမူဝါဒကိုအကောင့်ထည့်ဖော်ခဲ့တာပါ။ဒါပေမဲ့ဒါဟာရေရှည်အတွက်တရုတ်ចောင်းသားဗီဇာတွေကို လုံးဝရပ်ဆိုင်းလိုက်တာမျိုးတော့မဟုတ်ဘူးလို့လည်းဖြည့်ဆွတ်ပြောထားပါဗျ။တရုတ်တရှုကိစ္စနဲ့တက္ကသိုလ်ရဲ့ပြက်ကွက်မှုဒီနေရာမှာအဓိကပြဿနာကတရုတ်တရှုလုပ်ငန်းတွေပါပဲ။ ီကိစ္စတွေဟာကြာမြင့်နေပြီဖြစ်ပြီးမီဒီယာတွေမှာလည်းထပ်တလဲလဲဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့ American Tech သူတွေကတော့ဒီတချို့လုပ်ငန်းတွေကိုကင်ရွယ်ဖြည့်ရှင်းမှုတိကျတဲ့အစီအမံတွေကိုမလုပ်ဆောင်ခဲ့ပါဘူး။တက္ကသိုလ်တွေမလုပ်ဆောင်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့တက္ကသိုလ်အများစုဟာတရုတ်ဘီလီယံနာတွေစီကနေအမည်မသိလှူဒန်းမှုတွေအများကြီးရရှိနေလို့ပါပဲ။ဒီဘီလီယံနာတွေကလည်းသူတို့လှူဒန်းထားတဲ့တက္ကသိုလ်တွေကတရုတ်ရဲ့တချို့လုပ်ငန်းတွေကိုနှိမ်နင်းတာမျိုးမလုပ်စေချင်ခဲ့ပါဘူး။ ဒါကြောင့်ပဲတက္ကသိုလ်တွေကဒီပြဿနာကိုကင်တွယ်ဖို့စံနာမရှိတဲ့အခါ Trump အစိုးရကဝင်ရောက်လှုံ့ဆော်ခဲ့ရတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်တက္ကသိုလ်တွေကမကင်တွယ်တဲ့အတွက်အစိုးရကအမျိုးသားလုံခြုံရေးအရမဖြစ်မနေလှုံ့ဆော်ခဲ့ရတာဖြစ်ပါတယ်။တရုတ်ကအမေရိကန်ရဲ့လှုံ့ဆော်မှုတိုင်းကိုပြန်လည်တိုက်ခိုက်နေတာတော့သိကြပါတယ်။လွန်ခဲ့တဲ့ရက်သတ္တပတ်အနိုင်ငယ်တုန်းကမစ္စရီပြည်နယ်မှာတရားရုံးနဲ့တရားသူကြီးက တရုတ်ကိုဒေါ်လာ24ဘီလီယံကိုဗစ်ကပ်ရောဂါတွေရောကြီးပေးရောဖို့စီရင်ချက်ချခဲ့တဲ့ကြီးမားတဲ့တရားစွဲဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲဒါကတော့တရုတ်ကကိုဗစ် -19 နဲ့ပတ်သက်ပြီးလိန်ညာခဲ့တာရဲ့ဈေးပတ်ဆိုင်ရာပစ္စည်းတွေကိုတူလောင်ထားခဲ့တာရဲ့အကြောင်းပါ။ရှေ့နေကျုံအန်ဒရူးဘိုင်လီကကပ်ရောဂါကာလအတွင်း PPE တွေကိုတရုတ်ကတူလောင်ထားခဲ့တယ်ဆိုပြီးတရုတ်နိုင်ငံကိုတရားစွဲဆိုခဲ့ရမှာအနိုင်ရခဲ့ပြီးတရုတ်ကို24.5ဘီလီယံဒေါ်လာပေးဆောင်မှုအမိန့်ချခဲ့တာပါ။ တရုတ်ရာရှိတွေကတော့ဒီစီရင်ချက်ကိုအတိအမှတ်မပြုဘူးလို့ပြောပြီး2020ပြည့်နှစ်မှာတရားစွဲဆိုခဲ့တော့ကလည်းအတိအပယ်မရှိတဲ့တရားစွဲဆိုမှုလို့ပြောခဲ့ပါဗျာအခုတော့ဘိုင်လီကဒီငွေတွေကိုရဖို့အတွက်ပြည်နယ်တွေကတရုတ်ပိုင်ပစ္စည်းတွေကိုသိမ်းဆည်းဖို့ပြင်ဆင်နေပြီလို့ဆိုပါတယ်ဒီပိုင်ဆိုင်မှုတွေထဲမှာလေယာဉ်တွေလည်းပါဝင်ပါတယ်ဒီဖြစ်စဉ်ဖြစ်ပြီးမကြခင်မှာပဲအင်ဖြူရောကအစိုးရဝက်ဘ်ဆိုက်ကို update လုပ်ခဲ့ပါတယ် အဲ့ဒီ website မှာလွန်ခဲ့တဲ့နှစ်အနည်းငယ်က theory တက်တယ်လို့သတ်မှတ်ခံခဲ့ရတဲ့ဓာခွဲခန်းပေါက်ကြားမှုအထောက်အထားတွေအကြောင်းပို့ပြီးဖော်ပြထားပါတယ်။အခုဆိုရင် American ပြည်ထောင်စုမှာရှိတဲ့ agency ပေါင်းစုံက COVID-19 ဟာ Wuhan ဓာခွဲခန်းကနေပေါက်ဖွားလာနိုင်ခြင်း69ရာခိုင်နှုန်းသေချာတယ်လို့ပြောနေကြပါပြီ။လင်းတို့စီကနေလည်းမဟုတ်ဘူး။တချို့ဈေးတွေကနေလည်းမဟုတ်ဘူးလို့ဆိုပါတယ်။ COVID-19 ကိုတရုတ်မှာတွေ့ရှိပြီးနောက်တရုတ်အစိုးရကဘာလုပ်ခဲ့တယ်ထင်ပါသလဲ။ရှီကျင်းဖင်ဟာ ။ဝူဟန်ကနေတရုတ်နိုင်ငံရဲ့ကြံတဲ့နေရာရိစီကိုလေရင်ခီးစီအားလုံးကိုပိတ်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ဝူဟန်ကနေနိုင်ငံတကာစီကိုလေရင်ခီးစဉ်ကိုဆက်သွားဖို့တော့ခွင့်ပြုခဲ့ပါတယ်။ဒါကဗိုင်းရပ်ဟာတရုတ်ပြည်တွင်းမှာပြန့်နှံ့ဖို့ထက်နိုင်ငံသားကိုပုံမလွယ်ကူစွာပြန့်နှံ့အောင်လုပ်ခဲ့တာနဲ့တူနေပါတယ်။ဒါအပြင်တရုတ်ဟာကက်ယောဂါအတွက်လည်းစတင်ပြင်ဆင်ခဲ့ပါတယ်။စီးပက်ဆိုင်ရာပစ္စည်းတွေကိုစတင်တူထောင်ခဲ့ပြီးသူတို့ဘာတွေ့ခဲ့လဲဆိုတာကိုကဘာကိုအသိမပေးခဲ့ပါဘူး။ အင်ဖီရာကဒီအချက်လက်အလုံးကိုထုတ်ပြန်တာကို CCP ကသဘောမကျပါဘူး။ဒါကြောင့်တရုတ်ကပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အခုဆိုရင်တရုတ်က COVID-19 ဟာ American ပြည်ထောင်စုမှာစတင်ခဲ့တာလို့ပြောနေပါပြီ။တမရာထရမ့်အစိုးရကတရုတ်တခွဲကန်းကနေပေါက်ကြားခဲ့တယ်လို့ဆွဆွဲပြီးနောက်ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့တဲ့ကက်ယောဂါတုံ့ပြန်မှုဆိုင်ရာစာတမ်းမှာ COVID-19 ဟာ American ပြည်ထောင်စုမှာတရယဝင်ကြီးညာထားတဲ့အချိန်ကြာထက်ဆိုးပြီးတော့တရုတ်မှာကူးစက်မှုမဖြစ်ပွားခင်ကတည်းကပေါ်ပေါက်လာခဲ့တယ်ဆိုတော့ ခိုင်မာတဲ့အထောက်အထားတွေရှိတယ်လို့ထပ်မံပြောကြားခဲ့ပါတယ်။အဲ့လိုသာဖြစ်ခဲ့ရင်တော့ဘာကြောင့် CCP ကပြည်ပလေရင်ခီးစဉ်တွေကိုဆက်သွားခွင့်ပြုပြီးဝူဟန်ကနေပြည်တွင်းလေရင်ခီးစဉ်တွေကိုတော့ပိတ်ပင်ခဲ့ရပါသလဲ။ဒီလိုပါပဲ။ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အကြောင်းအရာတွေကတကယ်ကို တွေးစရာတွေအများကြီးပါ။ COVID-19 ရဲ့မူလဆင်းရဲကနေစပြီးတရုတ်ကျောင်းသားတွေနဲ့ပတ်သက်တဲ့လျှို့ဝှက်တဲ့ကိစ္စရပ်တွေပြီးတော့စိုက်ပျိုးရေးဆိုင်ရာယောဂပိုးခိုးသိမ်းမှုတွေအထိနိုင်ငံတကာဆက်ဆံရေးတွေဟာ ကျွန်တော်တို့ထင်ထားတာထက်ပိုမိုရှုပ်ထွေးပြီးလျှို့ဝှက်တာတွေရှိနေပါတယ်။ American ဆိုရရဲ့လုံဆောင်ချက်တွေကိုပြင်းထန်တယ်လို့ပြောသူတွေရှိနိုင်ပေမဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူ့ကျန်းမာရေးအတွက်လိုအပ်တဲ့အရေးယူမှုအဖြစ်ရှုမြင်နိုင်ပါတယ်။ဒီလိုအခြေအနေတွေမှာဘယ်သူကိုယုံကြည်ရမလဲ။ဘယ်သတင်းအချက်လက်ကအမှန်တရားလဲဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့သတင်းအချက်လက်တွေကိုကြည်ကြဲပြတ်ပြတ်လေ့လာဆန်းစစ်ဖို့အရေးကြီးပါတယ်။နောက်ဆုံးတော့ကမ္ဘာကြီးရဲ့နိုင်ငံကြီးနဲ့ပထဝီဝင်အနေထားတွေကတစ်ချိန်လုံးပြောင်းလဲနေတာကြောင့် ကျွန်တော်တို့အားလုံးဟာတတိနိုင်နေထိုင်ပြီးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။